မကြခင်ကဖျားပေါ်မှာဖြစ်သွားတဲ့ကောင်းမလေးအမှုလုံးမဖြစ်ဖို့ချူတောင်းရမယ်။မော်လမြိုင်ကလူပြောင်မှုတကူမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့အခုတကောင်မှာတော့လူလေးဦးကတိုက်ခန်းထဲမှာအခန်းပိတ်ပြီးပစ္စည်းလိုလူတက်နေကြောင်းနေအိမ်သို့ဖုန်းဆက်ပြောသူအမျိုးသမီးပျောက်ဆုံးနေရပဲဖြစ်ပါဒီကနေ့မှာတော့မွန်ပြည်နယ်မော်လမြိုင်မြို့မှာအမျိုးသမီးတဦးကိုလူလေးဦးကတိုက်ခန်းတစ်ခုမှာပစ္စည်းလူပြီးလူအသက်ကိုရန်ရှာနေကြောင်းအလူခညာသူမိန်းကလေးက ဖုန်းဆက်ပြောဆိုနေစဉ်ဖုန်းဆက်ပိတ်သွားပြီးအမျိုးသမီးပျောက်ဆုံးနေရဖြစ်ခြင်းတခုယခုမေလ3ရက်ညနေပိုင်းကဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။အဆိုပါပျောက်ဆုံးနေသူမှာမော်လမြိုင်မြို့ရွှေမြိုင်သီရိရက်ကွက်အမှတ်233ပလဲတွင်လန်လက်မှုတန်းရှက်နေမတန်တန်ဆို36နှစ်အရွယ်အင်ချမ်းမြေအကျိုးစာလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီးတန်တန်ဆိုမှာအင်ချမ်းမြေအင်္ဂါအဖွဲ့အကြောင်းပေါ်ပါသူရွှေမြိုင်သူကပရာဟိတအဖွဲ့အတွင်ရေးမှုဖြစ်ကြောင်းသိရပါတယ်။ ဖြစ်စဉ်အစားကတော့ပျောက်ဆုံးနေသူမတတန်းဆိုရဲ့နေအိမ်တို့မီလ3ရက်နနက်9နာရီခန့်ကအမိမတိအမျိုးသမီးတို့ရောက်ရှိလာပြီးတိုက်ခန်းတကန်ဝဲကျင်လို့လိုက်ပြဖို့ခေါ်သားပါ යි ။အဲကနေတဏီကုံနေအိမ်တို့ပြန်ရောက်မလာဘဲညနေ9နာရီခန့်မှာကဲကြပါအောင်ဘဲကုံးစည်းဘက်မှာကျမတို့တိုက်ခန်းတဲ့လူလေးဦးကတိုက်ခန်းထဲပြိပြီးပစ္စည်းလုနေကြတယ်။ကျမအသက်ကိုပါရန်ရှာနေကြတယ်ဝိုင်းတက်နေကြတယ်လို့ ကဲကြပါအောင်ဆိုပြီးနေအိမ်ကိုဖုံးဆက်နေအောင်ဖုံးဆက်ပိတ်သွားပြီးလုံးဝဆက်သွယ်မရတော့ဘဲယနေ့ထိပျောက်ဆုံးနေကြောင်းသူမ၏ခင်မောဖြစ်သူထံမှသိရပါ යි မတန်တန်ဆိုရဲ့ခင်မောကလည်းအခင်ဖြစ်တဲ့ညနေကဘဲကုံစီဘက်မှရှာအိမ်မိုးတွေကိုအကြောင်းကြားပြီးလိုက်လံရှာဖွေတော်လဲမတွေ့ရတာကြောင့်ရဲစခန်းလူပြောက်တိုင်တန်းထားကြောင်းသိရပါ යි ပျောက်ဆုံးနေသူမတန်တန်ဆိုနဲ့အတူငွေသိန်း30ခန့် ဆွဲကြိုဟန်ချင်းလက်စွပ်နှစ်ကွင်းလက်ကောက်ငကတ်တို့ပါသွားကြောင်းမတန်တန်ဆိုအားတွေ့ရှိပါကနီးစက်ရရဲစကန်နဲ့သူမရဲ့ခင်မုံဖုံ3996863834ထံကုညီတရင်ပေးကြပါယံအတိပေးထားပါ යි နေ့စဉ်လိုက်လံရှာဖွေစုံစမ်းတော်လဲ3ရက်5လ2025မှာ6ရက်5လ2025ထိမြည်သည့်တရင်အစာနာမှာမရသလိုယခုချိန်ထိဘာမှထူးခြားမလာလို့ရက်ွက်ထဲမှာလူကြီးများနဲ့ပြည်သူများမှာကိုစင်မိုးထံသို့သွားပြီး လူမှုကွန်ရက်မှာတဆင့်လူပြောက်တင်ပြီးပြည်သူများထံမှအကူအညီတောင်းရန်အကြံပေးကြတာကြောင့်ကျွန်တော်ထံသို့ယခုဖြစ်စဉ်အားပြောပြပြီးအကူအညီတောင်းခံလာတာဖြစ်ပြီးယခုလူပြောက်မှုဖြစ်စဉ်အားအသေးစိတ်အဆဆုံးမေးမြန်းပြီးလူပြောက်အကူအညီတောင်းခံပေးရခြင်းဖြစ်ပါဖြစ်စဉ်စာပြတာ305လ2025ရက်နေ့ယနေ့605လ2025ဆိုတော့3ရက်ကြာနေပြီမတန်တန်းစုံနဲ့ပတ်သက်တဲ့ထူးခြားမှုတစုံတရာ သိရှိတွေ့ရှိကြပါကနီးစက်ရာရဲစခန်းများတပ်ဆိုင်ရာများနဲ့မတန်တန်းစုံရဲ့ခင်မွန် ဖုန်း399 98 3383လေးကုညီတရင်ပေးနိုင်ကြဖို့အကူညီတောင်းခံလာတာပဲဖြစ်ပါမတန်တန်ဆိုလဲအနေကင်းကင်းနဲ့ပြန်တွေ့ပါစီလို့ဆွတောင်းပေးလိုက်ရပါတယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ဘဲချိန်သိမယ်ဆိုတာမသိနိုင်ဘူးဆိုတာကိုတတ်တည်ပြခဲ့တဲ့တာမီနီယောင်ရဲ့ဝမ်းနေရဆုံးနေမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့အခုလိုခစ်ပြက်ပြီးနိုင်ငံကြီးမှာ အနည်းအမျိုးမျိုးတွေ့ကြုံနေရတဲ့အချိန်ကိုကိုကိုရာမပိုင်တော့ဘဲဘယ်နေ့ဘလို့တရားမှန်ကိုမသိရဘဲမတိကြမရရတဲ့ဘဝကြီးတစ်ခုပါပဲခုတစ်ခါမှလည်း305လ2025ရက်နေ့ညနေ3နာရီလောက်မှာမြောင်းမြအိမ်မဲကာလန်ပေးမှာလမ်းလျှောက်နေတဲ့အသက်38နှစ်အရွယ်အမေဖြစ်သူနဲ့6နှစ်အရွယ်သမီးရဲ့6နှစ်အရွယ်တူမဖြစ်သူရဲ့ မြောင်းမြရန်ကုန်လိုင်းကကမဲစာလီရွာအဝင်လမ်းရောက်ခါနေလေးမှာအရှိန်မထိန်နိုင်ပဲဝင်တိုက်မိခဲ့ပါ යි ထိုကားအရှိန်ကြောင့်ပဲအမေဖြစ်သူနဲ့တူမဖြစ်သူကကားအောက်ပြီးပြီးပွဲချင်းပြီးဆုံးသွားခဲ့ရပါ යි တမိဖြစ်သူကလည်းခြေထောက်ကျိုးသွားခဲ့ရပါ යි နောက်ပြီးအိတ်လမ်းကလမ်းကျင်းနေကားနှစီးရှောင်းသားရုံလေးဖြစ်ပြီးမိုးရွာနေရင်လမ်းကလျှော့တက်ပါသေးရဲ့အိတ်လမ်းမှာမောင်းတဲ့ expect တွေထဲမှာတချို့ကားတွေကနင်းကန်စွာဇုံမောင်းကြပြီးဖြစ်လာရင်အရှိန်မထိန်နိုင်တော့ပါဘူးမကြာခဏဒီနေရာမှာတိုက်မိအမှောက်ကြပါ යි ဒါကလည်းတင်ငန်းစာမယူကြပါဘူး။ကားရဲ့ဥတီယာကိုရှေ့တာယာနဲ့ထိန်းထားတာလမ်းကနိုင်လုံကတရာလမ်းဖြစ်ပြီးမိုးရွာထားချိန်ရေဆူနေချိန်မှာကားတာယာနဲ့လမ်းကြမှာမိုးရေတွေကဓာကန်ပစ္စည်းအဖြစ်ပပလီရှိနေချိန်မှာအချိန်များနေရင်ကားတာယာကွေတဲ့အတိုင်းကားကမပါတော့ပဲ။ဆလေးဖြစ်ချော်ပြီးသွားချင်တဲ့နေရာရောက်သွားတာပါ။ဒါကြောင့်မိုးရွာရင်ကျွန်တော်ကတော့ဖြည်းဖြည်းသာမောင်းပါတယ်။အခုလူနည်းတီဆုံတဲ့ရင်တိုက်မှုမှာလည်းကားကအိမ်မဲဘက်ကလာတာဖြစ်ပြီးလူရည်များများဘက်အလား တစ်ဖက်ချမ်းရင်ကုန်မတရားမောင်းလာပြီးအရှိန်မထိန်နိုင်တော့ညာဘက်ကချောင်းနှိတ်ကြမှာဆိုလို့တစ်ဖက်ချမ်းကိုဆွဲယူရင်းလမ်းတစ်ဖက်ချမ်းကသားမိတွေကိုလမ်းပြောင်းပြန်ဝင်တိုင်းမိရပါတည်ဆောင်းသွားသူတွေကတော့မနော်ဇူဆန်38နှစ်မလေးကူဝါ၆နှစ်မလေးကူဝါလေးကမိဘမဲ့လေးမို့အတော်ဖြစ်သူနော်ဆူးဆန်ကဆောက်ရှောက်ကျွေးမွေးထားပြီးလာမယ့်နှစ်မှကျောင်းတက်ချိန် KG တက်ရတော့မှာမို့အရန်ပျော်နေခဲ့သူလေးပါအခုတော့သူရန်တက်ချင်တဲ့သူရန်ဝစ်ချင်တဲ့အဖြူစင်ဝစ်စုံလေးကိုဒီဘဝမှာဝစ်ခွင့်မရနိုင်တော့တာ စိတ်မကောင်းဖြစ်မိပါတယ်။တရားရရှေးတော့ကျိုးသွားတဲ့သူကတော့၆နှစ်အရွယ်သမီးလေးမတ်စာမူဖို့ဖြစ်ပါတယ်။သူတို့နှစ်ယောက်ကမောင်နှမဝမ်းခွဲတွေဖြစ်ပြီးမူဂျိုတက်လေအတူတူသွားအတူစားအတူညီမတွေဖြစ်ပါတယ်။သူတို့တွေကမုတ်ဝဲဖို့ဆိုပြီးလေထဲကနေမဲစလီရွာလေးကိုတက်လာတာပါ။ဒါပေမဲ့လည်းမထင်မထားပဲ တရားရင်ပေါ်ကိုလက်တင်ပြီးရင်ဒီပါပေါ်ခြေထောက်နေမိရင်ထိမ့်သိမ့်နိုင်စွာနေပါ သူတရားကြောင့်မုတ်ဆိုင်ကိုဘရောမှမရောက်နိုင်တော့ပါဘူးကားဆိုရာလီပါနင်းရင်နင်းတလောက်ပြေးတဲ့အမျိုးပါအဲ့လိုပြေးနေတဲ့အချိန်ဟာလိုအပ်တာထက်များလာရင် ထိမ့်သိမ့်နိုင်စွာနေပါလာပါ යි ကားတရားရင်အပေါ်လက်တင်မိပြီဆိုတာနဲ့ကားပေါ်ပါတဲ့အသက်တွေတင်မကလမ်းပေါ်မှာရှိနေတဲ့သူတွေရဲ့အသက်ပါရင်မောင်းသူရဲ့လက်ထဲမှာဆိုတာရင်မောင်းသူရဲ့လက်ထဲမှာဆိုတာကိုရင်မောင်းသူတိုင်းသတိပြုသင့်ပါ යි အခုဖြစ်ရကတော့ဘလို့မှခွလွန်နိုင်စရာဖြစ်စေမဟုတ်ပါဘူးအခုဖြစ်ခြင်းကိုလည်းအိမ်မဲအပိုင်းဖြစ်တာကြောင့်အိမ်မဲမျိုးမရဲစကန်မှာအမှုဖွင့်တာကြောင့်သိရပါတယ်ဘလို့ပဲဖြစ်ဖြစ်စင်ချင်းတုံတရားနဲ့ပါစွာမောင်းနေသူတယောက်ကြောင့်စိတ်မကောင်းစရာအတန်နှချောင်းကတော့ကြွေချိန်မတန်ပဲကြွေလွင့်သွားခဲ့ရပါပြီဒီဖြစ်စဉ်အတွက်တာဝန်အရှိဆုံးဖြစ်တဲ့ရင်မောင်းဖြစ်သူအားထိုက်တဲ့သောပြစ်ဒဏ်ရရှိစေရေးအတွက်တာဝန်ရှိသူများမှထိရောက်စွာအရေးယူပေးပါရန်တောင်းဆိုအပ်ပါသည်တိတ်ဆုံးသူတွေလည်းကောင်းရမွန်ရာရောက်ပါစေအဆုံးထိကြည်ပေးလို့အားလုံးကျေးဇူးတင်ပါတယ် နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။မကြခင်ကဖျားပေါ်မှာဖြစ်သွားတဲ့ကောင်းမလေးအမှုလုံးမဖြစ်ဖို့ချူတောင်းရမယ်။မော်လမြိုင်ကလူပြောင်မှုတကူမင်္ဂလာပါပရိသတ်ကြီးတို့ရဲ့အခုတကောင်မှာတော့လူလေးဦးက တိုက်ခန်းထဲမှာအခန်းပိတ်ပြီးပစ္စည်းလိုလူတက်နေကြောင်းနေအိမ်သို့ဖုန်းဆက်ပြောသူအမျိုးသမီးပျောက်ဆုံးနေရပဲဖြစ်ပါတယ်။ဒီကနေ့မှာတော့မွန်ပြည်နယ်မော်လမြိုင်မြို့မှာအမျိုးသမီးတဦးကို လူလေးဦးကတိုက်ခန်းတစ်ခုမှာပစ္စည်းလူပြီးလူအသက်ကိုရန်ရှာနေကြောင်းအလူခညာသူမိန်းကလေးကဖုန်းဆက်ပြောဆိုနေစဉ်ဖုန်းဆက်ပိတ်သွားပြီးအမျိုးသမီးပျောက်ဆုံးနေရဖြစ်စဉ်တစ်ခုယခုမေလ3ရက်ညနေပိုင်းကဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။အဆိုပါပျောက်ဆုံးနေသူမှာမလမြိုင်မြို့ရွှေမြိုင်တီတီရက်ကွက်အမှတ်233 ပလဲသွေလန်လက်မှုတန်းရှက်နေမတန်တန်ဆို36နှစ်အရွယ်အင်ချမ်းမြေအကျိုးစာလုပ်ငန်းလုပ်ကိုင်သူဖြစ်ပြီးတန်တန်ဆိုမှာအင်ချမ်းမြေအငါအဝယ်အယောင်ပွဲစားလေးလုပ်ပြီးရွှေမြိုင်သီရိရဲ့ရွှေမြိုင်သူကပရာဟိတအဖွဲအတွင်ရေမှုဖြစ်ကြောင်းသိရပါတယ်ဖြစ်စဉ်အစားကတော့ပျောက်ဆုံးနေသူမတန်တန်ဆိုရဲ့နေအိမ်သို့မီလ3ရက်နနက်9နာရီခန့်ကအမိမတိအမျိုးသမီးတို့ရောက်ရှိလာပြီးတိုက်ခတ်တကန်ဝဲခြင်းလို့လိုက်ပြဖို့ခေါ်သားပါတယ် ဲကနေတဏီကုံနေအိမ်တို့ပြန်ရမလာပဲညနေ9နာရီခန့်မှာကဲကြပါအောင်ဘဲကုံးစည်းဘက်မှာကျမတို့ခန်းတဲ့လူလေးဦးကတိုက်ခန်းနဲ့ပိတ်ပြီးပြစီလူနေကြတယ်ကျမအသက်ကိုပါရန်ရှာနေကြတယ်ဝိုင်းတက်နေကြတယ်လို့ကဲကြပါအောင်ဆိုပြီးနေအိမ်ကိုဖုံးဆက်နေအောင်ဖုံးဆက်ပိတ်သွားပြီးလုံးဝဆက်သွယ်မရတော့ဘဲယနေ့ထိပျောက်ဆုံးနေကြသူမရဲ့ခင်မောဖြစ်သူထံမှသိရပါတယ်မတန်တဲ့ဆိုရဲ့ခင်မောကလည်းအခင်ဖြစ်တဲ့ညနေက လေကုံစီဘက်မှရှာအိမ်မိုးတွေကိုအကြောင်းကြားပြီးလိုက်လံရှာဖွေတော်လဲမတွေ့ရတာကြောင့်ရဲစခန်းလူပြောက်တိုင်တန်းထားကြောင်းသိရပါတယ်။ပျောက်ဆုံးနေသူမတန်တန်းဆိုတဲ့အတူငွေသိန်း30ခန့်၊ဆွဲကြိုးဟန်ချိန်၊လက်စွပ်နှစ်ကွင်း၊လက်ကောက်၊နဂတ်တို့ပါသွားကြောင်းမတန်တန်းဆိုအားတွေ့ရှိပါကနီးစက်ရရဲစခန်းနဲ့သူမရဲ့ခင်မုံဖုံ3996863834ထံကုညီတရင်ပေးကြပါယံအတိပေးထားပါယ။နေ့စဉ်လိုက်လံရှာဖွေစုံစမ်းတော်လဲ 3ရက်5လ2025မှာ6ရက်5လ2025ထိမြည်သည့်တရင်အစာနာမှာမရသလိုယခုချိန်ထိဘာမှထူးခြားမလာလို့ရက်ွက်ထဲမှာလူကြီးများနဲ့ပြည်သူများမှာကိုစင်မိုးထန်သွိုးသွားပြီးလူမှုကွန်ရက်မှာတဆင့်လူပြောက်တင်ပြီးပြည်သူများထံမှာအကူအညီတောင်းရန်အကြံပေးကြတာကြောင့်ကျွန်တော်ထံသို့ယခုဖြစ်စဉ်အားပြောပြပြီးအကူအညီတောင်းခံလာတာဖြစ်ပြီး ယခုလူပြမှုဖြစ်စဉ်အားအသေးစိတ်အစဆုံးမေးမြန်းပြီးလူပြအကူအညီတောင်းခံပေးရခြင်းဖြစ်ပါဖြစ်စဉ်စားပြတာ305လ2025ရက်နေ့ယနေ့605လ2025ဆိုတော့3ရက်ကြာနေပြီမတန်တန်းစုံနဲ့ပတ်သက်တဲ့ထူးခြားမှုတစုံတရာသိရှိတွေ့ရှိကြပါကနီးစပ်ရာရဲစခန်းများတပ်ဆိုင်ရာများနဲ့မတန်တန်းစုံရဲ့ခင်မုံဖုန်း399 6863383လေး ကုညီတရင်ပေးနိုင်ကြဖို့အကူညီတောင်းခံလာတာပဲဖြစ်ပါတယ်။မတန်တန်ဆိုလဲအနေငယ်ငယ်နဲ့ပြန်တွေ့ပါစီလို့ဆွတ်တောင်းပေးလိုက်ရပါတယ်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။